အားလုံးမင်္ဂလာပါစိတ်ချမ်းသာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့ထိုင်းရွှေစေးကတော့မနက်ပိုင်းမှာ350အတန်နဲ့ဈေးဖွင့်သွားပါပြီ ဒီနေ့က3ရက်နေ့6လပိုင်း2025ခုနှစ်မလပိုင်းတိုင်းရွှေစီကတော့350တက်ပါတယ်96.5ရာခိုင်နှုန်းရှိတဲ့တိုင်းရွှေခဲစီဆိုင်ကရောင်းနေစီက9150ဆိုင်ကလက်ခံနေစီက9150လက်ဝေးရနိုင်စီနှုန်းတွေကဆိုင်ကရောင်းနေစီက9950နဲ့ပေါင်းစည်းရှိနေပါတယ်ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3382နဲ့တိုင်းရွှေစီကိုတွက်ထားပါဗျ။ဒေါ်လာကိုတိုင်းမှန်ငွေ32.5ကိုနဲ့တိုင်းရွှေစီကိုတွက်ထားပါဗျ။96.5ရာခိုင်နှုန်းရှိတဲ့တိုင်းရွှေအခဲကဘန်ကောက်ထဲမှာလက်က100ရရှိပါတယ်။လက်က BSC တိုင်းရွှေအခဲ တပတ်သားကို9150နဲ့ပေါင်ဈေးရှိနေပါတယ်။နိုင်ငံလက်ခံတဲ့ဈေးကတော့ရခိုင်နှုန်းပြမပြတ်ပဲဆိုင်က9850ဈေးနဲ့ပြန်ပြီးတော့လက်ခံပါပါ။လက်ဝယ်ရနိုင်လက်ခတွေကတော့ပန်ကောက်ထဲမှာတပတ်သားကို1000ကနေ2000တိရှိနိုင်ပါတယ်။မိမိဝယ်တဲ့အထည်ပေါ်မှာမူတည်သလိုရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခဈေးနှုန်းကပြောင်းလဲမှုရှိနိုင်ပါတယ်။ဒီနေ့တိုင်းရွှေလက်ဝယ်ရနာတပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်က900ခိုင်နှုန်းဖြတ်ပြီးတဲ့ပြင်ကို4900ကျော်ဈေးနဲ့လက်ခံနိုင်ပါတယ်။ဟုတ်ချေကိုတမကိုကိုရှိတဲ့ရွှေအခဲတကရန်ကို 69ဂုဏမှာ99ရှိတဲ့ရွှေအခဲတစ်ကရမ်ကိုဆိုင်ကရောင်းတဲ့ဈေးက3540ဘတ်ဆိုင်ကလက်ခံတဲ့ဈေးက3529ဘတ်နဲ့ပေါက်ဈေးရှိနေပါတယ်။ရှိမှာတော့ထိုင်းရွှေဈေးတွေကအတက်ဈေးနဲ့ပဲရှိနေပါသေးတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ဆုမဲ့သူတွေအတွက်လက်ကဈေးသက်သားတဲ့ဆိုင်ကိုကျွန်တော်လက်ညွှန်ပေးပါမယ်။ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကော့စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ်။တစ်ပတ်သားကိုလက်က205ဘတ်သားတွေဝယ်မယ်ဆိုရင်လက်ကအကုန်ကျမရှိပါဘူး။ထိုင်းရွှေဈေးငွေဈေးတွေကိုအများနဲ့တင်ပေးပါတယ်။ထိုင်းရွှေဈေးငွေဈေးတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာခြင်းကုကြမှာခြင်းနဲ့ပြည့်စုံ ောင်ပြီးအဲ့ဒီရဲ့ကိလို့ပြီးရှင်းနိုင်ကြပါစေ။